ကျွန်တော်ချစ်ခင်လေးစားရပါလေမြန်မာနိုင်ငံထဝန်ကပြည်သူလူထုတရားလုံးနဲ့နိုင်ငံတကာရောက်မြန်မာနိုင်ငံသားများခင်ဗျာမြန်မာယူရနေ့တက်ကိုအခါတမြတ်ကိုကျူဆူနေကြတဲ့နဲ့အမြငိန်ချန်ချင်းချမ်းမာချင်းချန်ခိုင်ချင်းနဲ့ပြည့်စုံကြပါစေကြောင်းဦးစွာပထမလိုက်လေးစွာ စုမှန်ကောင်းတောင်းလိုက်ပါတယ်ပုံမှန်ချိန်ကာလတွေမှာဆိုရင်အခုလိုအခါတမရဟာကျွန်တော်တို့ရဲ့နှလုံးသားတွေကိုဆေးကြောတဲ့ညီညွတ်မှုကိုအာသစ်လောင်းတဲ့မျောလင့်ချက်တွေနဲ့ထုံမွန်းတဲ့အခါတမရဖြစ်ပါလိမ့်မယ်ဒီကနေ့အချိန်မှာတော့နှစ်သက်အတွက်စိတ်ခွန်အားသစ်မွေးမြူကြတာနဲ့အတူနှစ်သက်ကျူဆူပဲဟာ ဝမ်းနေချေကွမ်းမှုကုစီတဝန်တိမှုတို့နဲ့ရောရှက်နေတဲ့အချိန်ခါတမယဖြစ်ပါလေမလ28ရက်နေ့မှာလှုပ်ခတ်ခဲ့တဲ့စကိုင်းကလေးကြီးကြောင့်အသက်တွေဆုံးဆုံးဖြစ်ကြရဦးအိမ်နဲ့ပိုင်ဆိုင်မှုတွေပျက်စီးခဲ့ကြရတာနဲ့အမြအချမ်းဖက်စစ်အုပ်စုရဲ့ရုပ်မာရက်ဆက်တဲ့လုံရက်တွေကြောင့်ကြုံတွေ့နေရပြီး တာဘေဒုခတွေဟာတပူပေါ်နပူစင်ဖြစ်ခဲ့ကြရပါတယ်။စကိုင်းငလင်ကြီးကြောင့်အသက်ခန္ဓာဆုံးရှုံးသွားရသူတူးချင်းစီတိုင်းရဲ့မိသားစုဝန်တွေအားလုံးနဲ့အတူထတ်တူစိတ်ထိခိုက်ဝမ်းနေရပါတယ်။ထိခိုက်တန်ကြာရသူများအားလုံးအမြန်ဆုံးတက်တာကြမပါစေကြောင်းလဲဆုတောင်းမေတ္တာပို့အပ်ပါတယ်။ငလင်ဘေဒန်တဲ့ လူထုတရားလုံးကိုကျွန်တော်တို့မဲ့မထားပါဘူးအတူတကွရှိနေပါတယ်အတတ်နဲ့ဆုံးကိုညီပင်းနေတဲ့ဆရာပြောကြလို့ပါတယ်ဘေးဒန်တလူထုကိုကေစေကိုညီရဲ့ကြီးမားတဲ့လူအချက်တွေကို နိုင်ငံတကာကစာနာမှုအပြည့်နဲ့အားဖြစ်ကိုညီပေးကြတဲ့အပေါ်အထူးပဲကျေးဇူးတင်ရပါတယ် ငလင်ဘဲတံကြောင့်အသက်အန္တရာယ်နဲ့ကြုံတွေ့နေရတဲ့ကျွန်တော်တို့ပြည်သူတွေကို အသက်ဘဲကနေလွတ်မြောက်အောင်ကိုညီကေစေပေးကြတဲ့နေရာမှာနီးပညာလူအင်တာအားဖြင့်ပေးကြတဲ့နိုင်ငံတကာမိတ်ဆွေများကို အထူးပဲကျေးဇူးတင်ရှိပါတယ်။ဒါပေမဲ့လည်းကျွန်တော်တို့လူထုထိခိုက်ခံစားရမှုကိုအကျန်းဖက်စေတုစုကအ ထတ်မှန်အတုံးချခွန်ရသွားတာကတော့စိတ်မကောင်းစရာကောင်းပါလေဒါအပြင် လူသားဆန္ဒမှုအကူအညီတွေကိုစစ်အုပ်စုကလက်နက်တပွဲကဲဆွဲအတုံးချနေပါလေနိုင်ငံတကာကပြရတဲ့လူသားဆန္ဒမှုအကူအညီတွေဟာလူအပ်နေတဲ့လူထုလက်ထဲတိုက်ရိုက်ရောက်ရမှာဖြစ်ပါလေလူထုကိုဘယ်ဒုက္ခ အာဒီမျိုးစုံကြရအောင် လုံးတဲ့အချမ်းဖက်စစ်တပ်လက်ထဲလူသားစာနာမှုအကူအညီဥစုကူကျိုးအတွက်အထောက်ချဖို့ဘယ်လိုနည်းနဲ့မှ ရောက်မသွားရဘူးဆိုတာကျွန်တော်ရှင်းရှင်းပဲပြောကြားချင်ပါတယ်လူသားစာနာမှုအကူအညီဆိုတာကန့်တတ်ချင်းချုပ်ရမယ်အခွင့်ထူးခံစားခွင့်မဟုတ်ပါဘူးလူသားစာနာမှုအကူအညီဆိုတာဒုက္ခရောက်လူထုကို ရကိုရရမယ်အခြေခံအခွင့်ရဖြစ်ပါတယ်လူသားသာနာမှုအကိုညစ်တွေ့ကိုကိုကျိုးအတွက်အထုံးချတာမျိုးမဖြစ်စေပဲဘဲဒန်တဲ့လူထုတရားလုံးစီမှာမြတ်မြတ်သားသားနဲ့အလင်းအမြန်ရောက်သွားစေဖို့ပြည်သွေးလူမှုအဝန်းအဝိုင်းနိုင်ငံတကာကမိတ်ဆွေတွေနဲ့ကျွန်တော်တို့အမျိုးသားညီညွတ်ချက်အစိုးရကကြိုးစားပူးပေါင်းဆောင်ရွက်နေပါတယ်အကျန်းဖက်ဆေးဥစုက နိုင်ငံကြီးလက်နဲ့တပွဲချုပ်ကြယ်အတုံးချနေတာကို ကြော်လောဖို့လူထုကို ထပ်ပြီးအတုံးချတာမျိုး မဖြစ်စေဖို့အေရှန်နဲ့နိုင်ငံတကာကိုကျွန်တော်တို့တရိပ်ပဲတောင်းဆိုနေပါတယ်။ဒိုင်းပြည်ကငလင်ဘဲတကြီးကိုကြုံတွေ့ခံစားနေရချိန်မှာပြည်သူအချင်းချင်းကိုညီဖဲမနေကြချိန်မှာနိုင်ငံတကာမိတ်ဆွေများက လူ 你比伢呢，山南木过年跳板队呢，饮品过年呢，这吃嘛，啊奖品吃工资高咯，都按那的每月呢，过节是吧？对的，今年的出来过，新鲜的人面对你家也白嘞。代表个，我哩买人子，总对看上你钱嘛，多么，你讲他看不对过，一旦钱是吃亏吧？唔。 大家都开养牛的，比如这个，都开么？都开七千匹的，六万匹马的，比如云南的，唯有皮定他的，也没这个，比如泸州白都开养，个定野马，啊，都没有没啥，谁讲是干啥？比如泸州个，大匹马多，都没有那个，青年人人，见面来不落鞍马的，比如青康牛马。 多米龙，多讲了，他们卡吃的路，十六十，九十我呢。阿那的面也，第二问么也是也的。看卡工也比还少比，台北白都看过，古九十万的都差不多。就三啦，开家长过来，进了如阿龙，土力气些，前面那家不路阿巴的，到了呢，来的家了，叫人拉开的路。 အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့စည်းခဲ့တာလေလင်းနစ်တာရှိခဲ့ပြီဖြစ်ပါတယ်ဒီလင်းနစ်တာကျော်လွန်လာတဲ့အချိန်အထိဘဲဒုက္ခမျိုးစုံ အကြတေးပေါင်းစုံကိုရှင်းကြံခိုင်းရင်ဆိုင်အတုပြီးတော်လန်ရေကိုအဘဲထောက်ခံဝန်ညံခဲ့တဲ့ပြည်သူလူထုကြီးရဲ့ဇွဲတတ်တဲ့ကို အလဲမြတ်ပြုတ်ရတယ်လို့ပြည်သူလူထုကိုအထူးကျေးဇူးတင်ရပါကြောင်း 叫加入嘞，第二呢对嘛？江老若苗大姐就去苏亚奶奶，毕都路处阿米亚七三开大队，阿内七队，秋月七队，西开大过来，哪来来看嘛嘞？江老若苗大姐就去苏亚奶奶，阿内七队，秋月七队过边身边，多少年去过，都是在慢慢去得拉开大故事员。 ထိုက်တဲ့အောင်မြင်မှုတွေကို ရရှိနေပြီဖြစ်ပါတယ်။ကျွန်တော်တို့ဟာပြည်သူလူထုရဲ့ယုံကြည်မှုတည်အပ်ထားတဲ့တာဝန်ကိုထမ်းဆောင်နေတာကြောင့်ရရှိထားတဲ့အောင်မြင်မှုတွေမှာပဲကျင့်တတ်နေမှာမဟုတ်ပဲပြည်သူလူထုအလုံးလူလားတောင့်တတဲ့တော်လာကြီးအောင်ပွဲရတဲ့အထိတစိုက်မှတ်မှတ်ရှေ့ကို ခြေသက်သွားမှာဖြစ်ကြောင်း ြောကြလိုပါလေကျွန်တော်တို့အမျိုးသားညီညွတ်ရေးဆိုရအနေနဲ့ပြည်သူလူထုယုံကြည်ကိုးစားထိုက်တဲ့အစိုးရတရားဖြစ်ဖို့ပြည်သူလူထုထုရဲ့အသက်ဥင်ကိုကာကွယ်စောင့်ရှောက်နိုင်တဲ့ပြည်သူကာကွယ်ရေးတမတော်ဖြစ်ဖို့ဒေါ်လာညင်းတိဆောက်တိဆောက်ရင်ဒေါ်လာခေကြတာဖြစ်ပါလေဒီလင်းတဲ့တာအတွင်းမှာလူမျိုးစုဒေါ်လာညင်းအင်အားစုတွေပါဝင် တော်လန်ကြီးအနာစုတွင်နဲ့နိုင်ငံကြီးစစ်ရေးကန္တာအတိတ်မှာမဟာမိတ်ဆက်ဆံရေးကိုလည်းခိုင်မာအောင်တည်ဆောက်နိုင်ခဲ့ပါတယ်တော်လန်ကြီးအနာစုအတိတ်ရဲ့စွန်းဆောင်ရေးတွင်နဲ့ပြည်သူလူထုရဲ့အားပေးထောက်ခံမှုတို့ကြောင့်ဒီကနေ့အချိန်မှာစစ်ကောင်စီနဲ့နဲ့မြန်မာစစ်သမိုင်းတခြားအကြီးမားဆုံးဆုံးရှုံးမှုတွေကို ရင်ဆိုင်ကျုံတွေ့နေကြရပြီးဆိုတာအလုံးမျက်မြင်ပဲဖြစ်ပါတယ်။နိုင်ငံတော်ဝန်မှာစစ်ကောင်စီထုံချုပ်နိုင်မှုကလဲပုံတပုံတောင်မရှိတော့ဘူးဆိုတာကို မြေပြင်အချက်လက်တွေကဟောပြနေပါတယ်။အခုဆိုရင်မျိုးဒေါ်လာကြီးကလင်းတတာကျော်လွန်လာပြီဖြစ်ပါတယ်။ဒေါ်လာကြီးအချိန်ကာလအချိန်လာတာနဲ့အမျှပြည်သူလူထု ထိခိုက်ခံစားရတာတွေလည်းကြီးမားတယ်လို့တိုက်ပြည်လည်းနစ်နာခဲ့ရပါတယ်။တစ်ဖက်မှာတော့တိုက်ပြည်နဲ့ပြည်သူ့ပန္တာတွေကိုဂုတ်သွေးဆုံးပြီးပြည်သူကိုစစ်မဲ့ပြုတ်နေတဲ့စစ်အုပ်စုကို တိုက်ထုတ်ရတဲ့တော်လန်ရဲဖြစ်တယ်လို့စစ်အန္တရာရှင်နဲ့အန္တရာရှင်မှန်သမျှကိုစစ်အန္တရာရှင်အမူအကျင့်အတွေးခေါ်မှန်သမျှအဆုံးသတ်ရတဲ့ဆင်နွှဲနေရတဲ့တော်လန်ရဲဖြစ်တာကြောင့် က်ခဲကြံတမှုတွေအများကြီးရှိတယ်ဆိုတာကိုလည်းအရှိတရာကြကြချင်းမြင်ရမှာဖြစ်ပါတယ်။တတ်နိုင်သမျှဒီဒေါ်လာငွေကို အများဆုံးအောင်မြင်အောင်လှုပ်ဆောင်ပြီးပြည်သူလူထုထမ်းထားရတဲ့ဝန်ထုပ်ဝန်ပိုးတွေပပျောက်သွားအောင်ကြိုးစားကြရမှာဖြစ်ပါတယ်။ထို့ဖြင့်ဒီ2025ခုနှစ်ထားကြီးမားတဲ့ဒေါ်လာငွေအလှည့်ပြောင်းဖြစ်လာစေမယ့်နှစ် ပြည်သူလူထုအတွက်ဒေါ်လာရဲ့အပြည့်အစုံအောင်ပွဲအလင်းကြောင့်ကိုယူဆောင်သွားနိုင်မဲ့အနည်းဖြစ်ဖို့ကျွန်တော်တို့ဒေါ်လာရဲ့အင်အားစုတွေအားလုံးဆက်တဲ့တူကြိုးစားသွားရမှာ ဖြစ်ပါတယ်မြန်မာရူရနေ့တက်ကိုရောက်လာတာနဲ့အမျှလူထုနှွေးဦးဒေါ်လာရဲ့အဓိကတရုတ်သကံဖြစ်တဲ့ကြံကြံခန္ဓာစုံကိုဆက်လက်တည်ဆောင်သွားကြပါစို့ ကျွန်တော်တို့ဆုံးဆုံးလိုက်ရသူတွေကိုလွန်ဆော့တရိယာနေယုံမကလွတ်လပ်မြတ်တာတန်တူတဲ့ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်တည်ထောင်ရေးကိုကျွန်တော်တို့အားလုံးရဲ့မယိုင်မလစ်တဲ့တန်တစ်ထန်ခိုင်မာတစ်ထက်ခိုင်မာစေရေဒီနေ့တည်းမှာထပ်လောင်းချမှတ်ကြပါစို့တဘာဝဘေးရန်ကြောင့်ကြုံတွေ့ရတဲ့ဘယ်လိုအခက်အခဲမျိုးကိုဖြစ်စေ ယုတ်မှရက်ဆက်တဲ့ဘယ်လိုအနာရှင်မျိုးကိုဖြစ်စေကျွန်တော်တို့အတူတူရင်ဆိုင်ကြော်လွားအနိုင်ယူကြရမှာဖြစ်ပါတယ်။ဝမ်းနေပူဆွေးချက်ကွင်းမှုတွေနဲ့နဲ့မဟုတ်ပဲလွတ်လပ်မှုနဲ့ငင်းချမ်းမှုတို့ရဲ့တောက်ပတဲ့အလင်းကြောင့်နဲ့နှစ်သက်ကိုကျိုးဆူနိုင်တဲ့အနာဂတ်တစ်ခုကိုအတူတကွတည်ဆောက်ကြရမှာဖြစ်ပါတယ်။ဒီနေ့တက်တာကျွန်တော်တို့အားလုံးရဲ့ နှစ်သက်ဖြစ်ပါတယ်လူထုရဲ့အားကောင်းခိုင်မာတဲ့နှစ်သက်ဖြစ်ပါတယ်ညီညွတ်ရဲ့နှစ်သက်ဖြစ်ပါတယ်အောင်ပွဲနှစ်သက်ဖြစ်ပါတယ်ဆိုတာပြောကြရင်နေကုန်ချုပ်ကပါလေခင်ဗျာရေတော်ဘုံမိုးချအောင်နေရမင်း